တင်နန်းသူတွေလည်းကြိုက်ကြတယ်တင်နန်းကြီးတောင်ပြင်ကျနေတဲ့ distress လေးထဲကြောင်းကိုမှရှင်းပြပေးချင်ပါတယ်အဲ့တော့ distress လေးမှာဆိုရင်မတို့အဒီဘာသာစုံအတန်းလေးက dress code လေးဖြစ်တယ်ပေါ့နော်အဲ့တော့မတို့ဒီတစ်ထည်လေးနဲ့တင်ဘလောက် point တွေမတို့ရသွားမလဲဆိုတာကိုကြည့်လိုက်ရအောင်ဒီမှာဆိုရင်မတို့ dress လေးလေးကိုမှရေကူးတောင်းနဲ့ပေါင်းဆက်ထားတဲ့ technique တွေမတို့ကာဝန်တစ်ထည်ကိုမတို့ဘယ်လိုချုပ်ကမလဲပေါ့နော်အာပေါ်တဲ့ထဲဒီမှာရိုးရိုးရှင်းရှင်းလေးနဲ့ဘယ်လိုမျိုးလိုကဲမားကတ်ထဲကိုမှာတို့ဝင်ရမလဲဆိုတဲ့စနစ်တွေကိုမှာတို့တင်ရမှာဖြစ်တဲ့ အဲ့ဒါအပြင်ကိုမမတို့ဒီ11ကုလုံးလေးကိုမမတို့တတတတဘလို့လုံးဝမလဲပေါ့နော်အဲ့ဒါအပြင်မမတို့ဒီအရှိနဲ့နောက်နဲ့ကိုလုံးဝမမတို့ different ပေါ့နော်လုံးဝကွဲထွက်နေတဲ့ပုံစံမျိုးလေးကိုမမတို့ရမှာပဲဖြစ်တယ်။နောက်ချက်မှဆိုရင်ဒီအရှိနဲ့မတူတော့အောင်လို့မမတို့ open back ပေါ့နော်အဲ့ဒါအပြင်မမတို့ open back ဆိုရင်လည်းနောက်ထပ် design တွေမမတို့ဘလို့မျိုး သုံးရမလဲဆိုတဲ့စနစ်တွေကိုလည်းသိရမယ်ဒီ open pack မှာဆိုရင်ဒီရုပ်မကိုပဲခြေလိုက်မှာလုံးဝကျုံမှာဟာနေတဲ့နေရာမှာမရှိပါဘူးအဲ့ဒါပြင်စစ်ကလေးကိုလည်းကြည့်မယ်ဆိုရင်ရှေ့မှာစပြောက်တင်ထားတဲ့အတွက်မှာနောက်တစ်ထည်ကိုမှာတော့ခုကာဝင်မှာပေါ့နော်စဲအလှလေးတွေကိုမှာဘယ်လိုသုံးရမလဲဆိုတဲ့စနစ်ကလေးတွေကိုရှာမယ်အဲ့တော့မတူညီတဲ့ဒီ point နေနဲ့အများကြီးနဲ့တည်းမှာဒီတစ်ထည်နဲ့တန်နေပြီပေါ့နော်အဲ့တော့မှာတော့အထည်30ဆိုရင်မှာ ဘလောက်တောင်ရမလဲဆိုတာကိုဒီမှာစဉ်းစားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ attend လေးကိုမတို့ promotion ပေါ့နော်အယောက်30တတီကိုမှာထပ်ပေးထားတယ်အဲ့တော့မတို့ local brand လေးတွေကိုအိမ်မှာပဲကိုစိတ်ချိုင်အဲကိုသဘောကျတဲ့ဘိုင်းလေးတွေကိုမတို့ထုတ်လုပ်ချင်တဲ့သူတွေဆိုရင်ဒီ attend လေးကလုံးဝလက်မလွတ်တင်တဲ့ attend ပြီးတော့မတို့ဘာသာအခြေခံစပြီးတင်ထားတဲ့ attend လေးပေါ့နော်ဒီ attend လေးကိုမိ join နေနေဆိုရင်တော့မတို့ဘာသာစုံဆိုပြီးတော့ messenger ကိုပို့လိုက်တာနဲ့ဒီ attend လေးအပ်လို့ရမှာပဲဖြစ်ပါတယ်နောက် video လေးတွေမှာပြန်တွေ့ပါမယ်နော်